crypto လောကမှာ October လို့ခေါ်တဲ့အတက်ဈေးကိုမျှော်လင့်နေကြတော့မှပဲ October 10ရက်နေ့ကဈေးကွက်တစ်ခုလုံးရဲရဲတောက်သွားတဲ့သမိုင်းဝင် flash crash တစ်ခုဖြစ်သွားခဲ့ပါတယ်။နိုင်ပိုင်းတွင်မှာဈေးကွက်တစ်ခုလုံးရဲ့ billion ပေါင်းများစွာကျောက်ွယ်သွားခဲ့ရပါ။ဒါဟာ crypto သမိုင်းမှာအကြီးမားဆုံး liquidation event ကြီးတစ်ခုလည်းဖြစ်ခဲ့ပါတယ်။ Bitcoin ကသူ့ရဲ့ all-time high ဒေါ်လာ33,000ခွေးဝင်းကျင်ကနေဒေါ်လာ35,000အောက်ကိုထိုးစင်းသွားသလိုအောက်ကွယ်တွေကတော့အသက်ပါသွားခဲ့ပါတယ်။ ဒုရှခိုင်တို့မြို့ကနေက90ရာခိုင်နှုန်းဆို flash crash ဖြစ်သွားပြီးတော့တချို့ token တွေဆိုလို့ရှိရင် exchange တွေပေါ်မှာဈေးက3.33ဒေါ်လာကျသွားတဲ့အထီးအချင်းတွေဆိုးရွားခဲ့ပါတယ်။ဒီတော့မေးစရာရှိလာတာကဒါဟာကမ္ဘာသတင်းကြောင်ဖြစ်သွားတဲ့ UU ရှင်းရှင်းဈေးကြမှုတစ်ခုလား။ဒါမှမဟုတ်ဒီတဲ့ပုံနဲ့နေတဲ့ဈေးကွက်ခြေလှမ်းမှုတွေရှိနေလား။ဒီဗီဒီယိုမှာအသေးစိတ်ရှင်းပြပေးတော့ပါမယ်။ ဒီဗီဒီယိုကိုအဆုံးထိကြည့်ပြီးသွားရင်တော့ crypto လောကရဲ့နောက်ပိုင်းမှာဖြစ်နေတဲ့စိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာတွေတဲကတချို့ကိုနားလည်သွားပါလိမ့်မယ်။ဆိုတော့စားလိုက်တာပေါ့။ဘာလို့ဒီလောက်ဆိုရသွားရတာလဲ။ဒီ crash ကြီးကိုအစပြုတ်ပေးလိုက်တဲ့မိစကတော့ American သမ္မတ Donald Trump ရဲ့ကြီးညာချက်တစ်ခုပါပဲ။ သူကတရုတ်နိုင်ငံကတင်သွင်းတဲ့ပစ္စည်းတွေအပေါ်မှာအခွန်တရားရဂိုင်နှုန်းကောက်ခံမယ်လို့ယုတ်တိအကြေညာလိုက်ပါတယ်။ဒီသတင်းထွက်လာတာနဲ့ကမ္ဘာစီးပွားတွေအလုံး race of mogo ချက်ချင်းပြောင်းသွားပြီးတော့ယင်းနှင်းနိုင်ငံသူတွေက stock day crypto တွေလို့စွန့်စားရတဲ့ access တွေကိုအလန့်တကြားရောင်းထုတ်ကုန်ကြပါတော့တယ်။ American Treasury Bond နဲ့ Shrey Lomyo Safe Haven Access တွေစီကိုပတ်စံနဲ့ရွှေ့ပြောင်းကုန်ကြပါတယ်။ဒါကဈေးကွက်ကိုစတင်ထိုးချစေခဲ့တဲ့ပထမဆုံးဒဏ်ချက်ပါပဲ။ တမရထရန်ရဲ့အခွန်အခောက်ကျညာချက်ကမိစတစပဲရှိပါသေးတယ်။၂၀၂၅အောက်တိုဘာလရဲ့ဗန်နိုင်းရေးစီကွက်တွေကတက်စီလောင်ထားတဲ့မိပုံကြီးလိုဖြစ်နေခဲ့ရပါဒီပြိုလဲမှုကြီးကအကြောင်းရင်းတစ်ခုတည်းကြောင့်မဟုတ်ဘဲနဲ့ရှင်းရင်းဆွဲအားနည်းချက်တွေကမ္ဘာစီးပွားရေးအခြေအနေတွေနဲ့ထိလက်မှုတွေအလုံးပေါင်းစုံပါတဲ့ perfect storm ကြီးတစ်ခုဖြစ်ခဲ့ပါတယ်။ကမ္ဘာစီးပွားရေးရဲ့မခိုင်မာတဲ့အခြေအနေတွေ ဈေးကွက်ကိုထိခိုက်စေတဲ့အခြေအနေတွေကအစကတည်းကရှိနေခဲ့ပြီးသားပါပထမဆုံးတစ်ခုက American အစိုးရ shutdown ဖြစ်နေခြင်းပါ ရတတဲ့ပတ်ပေါင်းများစွာအစိုးရယုံနဲ့ဖိတ်ထားခဲ့ရတာကြောင့် PLS Bureau of Labor Statistics လို့မျိုးအရေးကြီးတဲ့အဖွဲ့အစည်းတွေကစီးပွားရေး data အချက်အလက်တွေမထုတ်ပြန်နိုင်ခဲ့ပါဘူး။ဒါဟာတည်ငြိမ်ချက်လက်ပေါ်မူတည်နေရတဲ့ဈေးပွက်အတွက်အရန်ကိုမတည်ငြိမ်ဖြစ်စေခဲ့ပါတယ်။ယင်းနှောင်းတဲ့သူတွေနဲ့ဗဟိုဘဏ်တွေကစီးပွားရေးအခြေအနေတွေကိုကောင်းကောင်းမခန့်မှန်းနိုင်ဘဲနဲ့ပြန်စီမိတ်ပြီးတော့ကားမောင်းနေရသလိုဖြစ်ခဲ့ပါတယ်။နောက်ပြီးတော့ inflation နဲ့ dreamy တွေအပေါ်ဆိုးရိမ်မှုတွေလည်းရှိနေကြပါတယ်။ FED ကအတွုံးတော့နဲ့ရှင်းချနေပေမဲ့ inflation ကပြတ်မှတ်ထားတာထက်ကိုကြော်လွန်နေတော့မှာပဲအစိုးရရဲ့ dream တွေများပြလာတာကလည်းရင်းနှီးမြှုပ်နှံသူတွေကိုစိတ်မအေးစေခဲ့ပါဘူး။ဒါကြောင့်အားလုံးက risk များတဲ့ stock နဲ့ crypto လိုနေရာတွေကနေလုံခြုံတဲ့နေရာကိုပြောင်းပြီးတော့ဝယ်ယောင်းလုပ်ဖို့အဆင်သင့်ခင်နေကြတာပါ။ဒါအပြင်ကမ္ဘာလုံးဆိုင်ရာစီးပွားရေးကျဆင်းမှုတတိပိတ်ဆက်တွေကလည်းရှိနေပြီးသားဖြစ်ပါတယ်။ IMF နဲ့ Bank of Japan လိုအဖွဲ့အစည်းကြီးတွေက ကမ္ဘာစီးပွားရေးနှေးကွေးလာနိုင်ကြောင်းလာပေါင်းများစွာကြိုတင်သတိပေးထားခဲ့ပြီးသားပါ Crypto ဈေးကွက်တွေကရှမ်းပုံကြီးကမ္ဘာစီးပွားရေးကမီးလောင်တွေတဲ့ပတ်ဝန်းကျင်ကိုဖန်တီးပေးချိန်မှာ Crypto ဈေးကွက်ရဲ့တိဆောက်ပုံကိုရိုင်းကအောက်ကွဲစေတတ်တဲ့ရှမ်းတွေချိန်နေခဲ့ပါတယ် ဈေးကွက်ရဲ့80ရာခိုင်နှုန်းနီးပါးက Purple Zero Futures Contract တွေနဲ့အကြောင်းဝယ်လုပ်နေကြတာပါဒီစနစ်က Trader အနေနဲ့ကိုယ့်ရဲ့ပတ်စံနည်းနည်းလေးနဲ့58 100 8တို့မျိုးအစားပေါင်းများစွာ leverage ရှူပြီးရဈေးကစားခွင့်ပေးထားပါတယ်။အော်တိုဘလာမှာလည်းနှစ်တိုင်းလိုလို crypto ဈေးကွက်ကတက်သည့်ရှိတဲ့အတွက်ပုံမှန်ထက်ပို leverage ရှူပြီးရ trade နေကြတာပါ။နောက်ပြီးတော့ဒါက domino ပြိုလဲသွားတယ်လို့ပါပဲ။ tariff တဲ့ရင်ကြောင့် crypto ဈေးစကြလာတဲ့အခါမှာ leverage အများကြီးနဲ့ long position ဖွင့်ထားတဲ့ trader ထောင်ပေါင်းများစွာရဲ့ liquidation price ကိုရောက်သွားပါတယ်။ exchange တွေက deep position တွေကိုအလိုလျောက်အတင်းကျပ်ရောင်းချတဲ့ fork selling လုပ်ပါတယ်။ဒီကြောင့်ကအလုံးချင်းကဈေးကိုပို့ပြီးတော့ညံ့ညံ့ထိုးကြစေပါတယ်။ဒါကနောက်ထပ် long position တွေကိုထပ်ပြီးတော့ liquidation ဖြစ်စေတဲ့အချက်ပါ။ဒီလိုနဲ့ရောင်းအားကရောင်းအားကိုဆင့်ပြီးတော့ဈေးကွက်ကြီးတစ်ခုလုံးပြိုကျသွားတာပါ ဒါအပြင်ပြဿနာကတောက်ချနေညာနဲ့စနေပိတ်ရကြမှာ ဖြစ်တော့ပိုးဆိုးသွားတာပါဒီအစင်တွေကဝယ်လို့အားနေပြီးတော့ market depth ကတိမ်ပါရယ်။ဒါကြောင့်အလိုအလျောက်ရောင်းချခံရတဲ့ liquidation order တွေကိုထိမ့်ပေးမဲ့သူမရှိဘဲနဲ့ flash crash ဖြစ်ပြီးတော့ဈေးတွေအစမတန်ထိုးကျသွားပါရယ်။အစိုးဆုံးကတော့ trader တွေကသူ့ရဲ့ risk ကိုစီမံခန့်ခွဲဖို့အလိုအဆုံးအချိန်မှာ exchange အများစုက outage ဖြစ်ပြီးတော့ထောင်းသားခဲ့တာပါ။ပူပြီးတော့ဆိုးတာက အရှုံးကိုဂျိုတန်ရက်တန့်ဖို့သတ်မှတ်ထားတဲ့ stop loss order rate အလုံးမလုံးတော့ဘူးဆိုရက် report တွေထွက်ပေါ်လာတာပါပဲ။ဒါက trader တွေကို trouble မရှိတဲ့ထောင်ကျောက်ထဲကိုပိတ်နှိစေပြီးတော့သူတို့ရဲ့ပိုင်ဆိုင်မှုတွေအကောင်လုံး liquidation ဖြစ်သွားအောင်တွန်းပို့လိုက်သလိုပါပဲ။တမင်တကာလှုပ်ကြမှုလား။ ဈေးကွက်ပြူကျပြီးတော့မကြခင်မှာပဲ on-chain trader တွေကလည်းတာမန်ကြောင်းလက်တကြရောင်းချတဲ့ panic selling မျိုးမဟုတ်ဘဲနဲ့တမင်တကာကြိုတင်ကြံစီထားတဲ့ liquidation hand ဖြစ်နိုင်ခြေကိုညွန်ပြနေတဲ့မတင်ကစီရအချက်ထွက်ပေါ်လာပါတယ်။ hyper liquid ပေါ်ကဝေး decentralized derivatives အရှင်းတစ်ခုဖြစ်တဲ့ hyper liquid ပေါ်က wallet တစ်ခုရဲ့လှုပ်ရှားမှုကအထင်ရှားဆုံးမှာပဲ။ คริปโตစုံစမ်းထောက်လှမ်းသူတွေရဲ့အဆိုအရဒီ wallet ကသမ္မတ Trump ရဲ့ tariff ကြီးညာချက် အများပြည်သူစီမိတ် truck ခင် minute ပိုင်းအလို့မှာ platform ပေါ်ကိုဒေါ်လာတန်းပေါင်းများစွာသွင်းလိုက်ပါတယ်။ချက်ချင်းပဲအဲ့ဒီပတ်စံကိုသုံးပြီးတော့ bitcoin နဲ့ ether မှာ leverage အပြည့်နဲ့ short position အကြီးကြီးဖွင့်ခဲ့ပါတယ်။ ဈေးကွက်ကသူတို့ထင်ထားတဲ့အတိုင်းထိုးချသွားတဲ့အခါမှာအဲ့ဒီ position ကိုပိတ်ပြီးတော့ဒေါ်လာသန်း150ကနေ192တန်းကြာအမြင့်အစွန်ရှူသွားခဲ့ပါတယ်။ဒီအချိန်ကမှုက တက်ဆန်မှုလို့ပြောဖို့ထက်ဈေးကွက်ကိုလှုပ်ခတ်စေမဲ့အစိုးရရဲ့တည်င်းကိုချုပ်တင်ရရှိထားရဲဆိုတာကိုကြေညာနေပါတယ်။ဒါကတရားဝင်နီးလန်လား ဒီလိုလောက်ရကအမေရိကန်ရဲ့လက်ရှိဥပဒေအောက်မှာတရားဝင်ဖြစ်နေနိုင်တာကအဆိုးဆုံးပါပဲ insider trading ဥပဒေက stock share တွေနဲ့ပဲအဓိကသက်ဆိုင်ပါတယ် Bitcoin နဲ့ Ether ကိုရော American regulator တွေက commodity ဆိုတဲ့ကုန်စည်တွေအဖြစ်သတ်မှတ်ထားပြီးတော့ဒါက CFTC ရဲ့လက်အောက်မှာရှိပါတယ်။အစိုးရစီကိုင်းရှာတဲ့လူဝတ်သတင်းကိုသုံးပြီးတော့ commodity ဈေးကွက်မှာဈေးကစားရာကိုအရေးယူဖို့ကဥပဒေအရအင်မတန်ရှုပ်ထွေးပြီးတော့ဟာကွက်တွေအများကြီးရှိနေပါတယ်။ ပုံစိုးတာကအစိုးရရှက်တောင်းဖြစ်နေတဲ့အတွက် SEC နဲ့ CFTC ကဝန်တန်း90ရာခိုင်နှုန်းကအလုံမစင်ရဘဲနဲ့အနားယူနေရပါတယ်စီကွက်ကိုစောင့်ကြည့်ရမယ်ကော်မရှင်ရုံးတွေပိတ်ထားချိန်မှာတခိုးတွေကမျက်စိရှိတွေဝင်ခိုးသွားတယ်လို့ဖြစ်ခဲ့ရတာပါပြိုလဲပြီးရဲ့နောက်မှာပါရိဆက်ဖြစ်လဲဒီပြိုလဲမှုရဲ့နောက်ဆက်တွဲကလည်း drama ဆန်းဆန်းပါပဲ stop net crypto စီကွက်ရဲ့ပြန်ထလာပုံကလုံးဝကိုခြားနာနေပါတယ် Wall Street Stop ကဖြည်းဖြည်းချင်းပဲပြန်တက်နိုင်ခဲ့ပြီးတော့တစ်ပတ်လုံးစာမှာနှစ်သက်သမ၄ရာခိုင်နှုန်းအရှုံးနဲ့ပိတ်သွားခဲ့ပါတယ်။ဒါပေမဲ့ Crypto ဈေးကွက်ကတော့မယုံနိုင်စရာ V shape rebound နဲ့ပြန်တက်လာခဲ့ရပါ36ရက်အတွင်းမှာ Bitcoin ကဒေါ်လာသသိန်းသသန်းကိုကန့်ချော်လာပြီးတော့ XRP, Dogecoin, Cardano လိုမျိုးအောက်ခွိုင်းတွေကတရာခိုင်နှုန်းကျော်အထိအဆမပြေပြန်တက်သွားခဲ့ရပါ ဒီလိုအမြန်ပြတ်တက်လာတာကဒီပြိုလဲမှုဟာအခြေခံချက်ကြ Bell Market ဝင်တာမဟုတ်ဘဲနဲ့စနစ်ထဲက leverage တွေကိုရှင်းထုတ်လိုက်တာဆိုရဲ theory တွေပိုခိုင်းမလာစေပါတယ်။ဝေးတွေက leverage သုံးနေတဲ့ retail trader တွေကိုရှင်းထုတ်ချင်လို့ဈေးကို တမင်ထိုးချပြီးတော့ liquidation cascade တွေဖြစ်အောင်ဖန်တီးခဲ့တာပါ။ဈေးထိုးကြသွားတဲ့ crypto တွေကိုဈေးပုတ်ပုတ်နဲ့သူတို့ကပြောင်းဝယ်စုဖဲကြပါတယ်။ leverage တင်ရှင်းသွားတာနဲ့ဝယ်လိုအားကအားကောင်းကောင်းနဲ့ပြန်ဝင်လာပြီးတော့ဈေးကိုကန်တွန်းတင်လိုက်တာပဲဖြစ်ပါတယ်။ရှင်းနှီးမြုံနယ်သူတိုင်းသတိထားရမယ့်အချက်ဒီ2025အောက်တိုဘာဖြစ်ပျက်ကဈေးကွက်အတက်အကျထပ်ဖို့အရေးကြီးတဲ့သင်တန်းစာတစ်ခုကိုပေးထားတယ်အဲ့ဒါကတော့ crypto လောကရဲ့အခြေခံအမှန်တရားဖြစ်တဲ့ Notchurky Notchurcoin ဆိုတာပါပဲ။ အိတ်ဆင်းတွေကတောင်းသွားတာ stop loss တွေအလုံးမလုံးတာကိုပတ်စံကိုကိုထုတ်စင်တဲ့အချိန်မထုတ်နိုင်တာတွေကကိုပိုင်ဆိုင်မှုကိုကိုရန်ထိန်းဆုပ်နိုင်တာကဘလောက်အရေးကြီးလဲဆိုတာကိုသက်သေပြသွားတာပါကိုရဲ့ crypto တွေကို centralized exchange တွေပေါ်မှာပဲထားတာကတကယ်တမ်းအဲ့ဒီ coin ကိုပိုင်တာမဟုတ်ပါဘူး exchange တွေစီကနေ IOU ဆိုတဲ့ agreement တန်းကိုပဲကင်ထားတာပါ private key အစ်စ်ကိုတော့ exchange ကပိုင်ပါတယ် ဒီလိုထားစင်းရဲ့အဓိကအနေနဲ့၃မျိုးရှိပါတယ်။ပထမအချက်က FTA ဆိုမျိုးအချင်းကိုရိုင်းကတေဝါဒီခံသွားရင်ဟက်ခံရရင်ကိုယ့်ရဲ့ပတ်စံတွေအကုန်လုံးဆုံးရှုံးနိုင်ပါတယ်။နောက်ပြီးတော့ဒီတစ်ခေါက် crash မှာခစ်သွားသလိုပဲဈေးကွက်ရဲ့အရေးအကြီးဆုံးအချိန်မှာအချင်းကဒေါင်းသွားတာပတ်စံထုတ်လို့မရတာ stop loss တွေပိတ်သွားတာမျိုးကြုံရနိုင်ပါတယ်။ နောက်တစ်ခုကတော့ exchange တွေက အစိုးရရဲ့ amount ကိုလိုင်းနိုင်ရပါတယ်။ဒါကြောင့်ကိုယ့်ရဲ့ပတ်စံတွေကိုအချိန်မရွေးအသိမ်းခံရအပိတ်ခံရနိုင်ပါတယ်။ဒီ annuity အလုံးကိုကာကွယ်နိုင်တဲ့တစ်ခုတည်းသောနည်းလမ်းကကိုယ့်ရဲ့ crypto တွေကို hardware wallet လိုမျိုးကိုယ်တိုင်ထိန်းဆုပ်နိုင်တဲ့ self custody ဒီမှာတင်ထားဖို့ပဲဖြစ်ပါတယ်။အခုဒီဗီဒီယိုကိုကြည့်နေတဲ့သူရောဒီတစ်ခေါက် market crash အပေါ်ဘယ်လိုမြင်ကြပါလဲဘယ်လောက်ထိဆုံးရှုံးခဲ့တယ်ဘယ်လောက်ထိအမြင်ရခဲ့တယ်ဆိုတာတွေကိုလည်း comment မှာဝင်ရောက်ဆွေးနွေးခဲ့လို့ရပါတယ် ဒီလောက်ဆိုရင်တော့မကြသေးခင်ကဖြစ်ခဲ့တဲ့ market crash ကဘာတွေကြောင့်ဖြစ်ခဲ့ရဆိုတာကိုဒီမီခေါင်းပြီးရှင်းသွားလိမ့်မယ်လို့မျှော်လင့်ပါတယ်။ပြီးတော့ဒီလိုမျိုး crypto နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုလေ့လာရတာစိတ်ဝင်စားရဆိုရင်တော့ crypto maker channel တွေကို like follow subscribe လုပ်ပြီးတော့ support ပေးခဲ့လို့ရပါတယ်။ နောက်ပြီးတော့ crypto market referral code ကိုသုံးပြီးတော့ Binance account ဖွင့်မယ်ဆိုရင် Binance ပေါ်မှာပေးရတဲ့ trading fees ရဲ့20%ကိုတစ်သလုံး discount ရမယ်အပြင်ဒီ code ကိုသုံးထားတဲ့ user တွေအတွက် crypto mate ဘက်ကနေပြီးတော့တီးတက်လုပ်ပေးထားတဲ့ VIP group ကိုလည်းဝင်ဝင်ရအောင်မှာပါအဲ့ဒီ VIP group မှာဆိုရင် pro trader တွေကိုရန်လုပ်ပေးထားတဲ့ market analysis တွေသူတို့ရဲ့ trading signal တွေနဲ့ up to date news တွေကိုအမြဲမပြတ်ကြည့်လို့ရမှာဖြစ်ပါတယ်။ ဒီ group ကိုဝင်ခွင့်ရဖို့ကပတ်စံပေးပြီးတော့လုံးဝလုံးဝဝင်လို့ရမှာမဟုတ်ပါဘူး crypto mint code ကိုသုံးထားတဲ့ Binance account ပိုင်ရှင်တွေပဲဝင်ခွင့်ရမှာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီလိုမျိုးအခွင့်အရေးလေးကိုလွတ်မသွားအောင် Binance account ဖွင့်တဲ့အခါမှာ crypto mint referral code ကိုသုံးပြီးတော့ဖွင့်ဖို့မမေ့ပါနဲ့နော်ဒီနေ့ video ဒီကတော့တလောက်ပါပဲ crypto mint ပါနောက် video မှာပြန်တွေ့ရပါ